ဘိုလာဒစ်စော်ဒါလို့ခေါ်တယ်။စိတ်ကြွစိတ်ကြယောဂါပုံမှန်လဲလူတွေကစိတ်ကြွနိုင်တဲ့အခြေအနေတစ်ခုရှိတာပဲပေါ့နော်။တတကျကြွဖြစ်လာတယ်လို့ကျင်စိတ်ခိုင်းကျင်စိတ်တွေများလာတယ်။ဒါပေမဲ့ကျမတို့ဘယ်ချိန်မှဒါကိုယောဂါလို့သတ်မှတ်ကြမလဲ။မင်္ဂလာပါကျမတို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအသိပညာပုဒ်တာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆီလင်းနော်မင်းဖြစ်ပါတယ်။ဒီတော့ bipolar disorder စိတ်ကြွစိတ်ကြရောကဘာကြောင့်ဖြစ်စေရတာလဲဘာကြောင့်ဖြစ်စေရလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့တစ်ခုတည်းနဲ့တော့ပြောလို့မရဘူးဒါလဲကျွန်တော်တို့အချိန်မှာတော့ဆိတ်ပိုင်းဆိုင်ရာယောဂါတွေပြောမယ်ဆိုလို့ရှိရင်လေဒီကျွန်တော်ပြောပြခဲ့ခဲ့ပူပါတယ်ပေါ့နော်အဲ့တော့ bipolar disorder မှာဆိုလို့ရှိရင်ဖြစ်စေရတဲ့အကြောင်းရင်းကတော့အမျိုးမျိုးရှိတယ်အဲ့တော့နံပါတ်1ကျွန်တော်တို့ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် biological causes တွေပေါ့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာအရာဒီယူရုပ်ပိုင်းဆိုင်ရာဟာနေပေါ်မှာဘာကြောင့်ဖြစ်စေရတာလဲဆိုအကြောင်းအရာတွေကိုရှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကတော့ genetic ပေါ့ မျိုးရိုးဗီဇာနဲ့လည်းဆက်ဆက်တယ်ဒါပေမဲ့ဒီမျိုးရိုးဗီဇာရှိတိုင်းဘိုက်ပိုလာဖြစ်မလားဆိုတော့လေအဲ့လိုမျိုးတော့လည်းမဟုတ်သေးပြန်အောင်ပေါ့နော်ပြီးတော့နောက်တစ်ခုကဂျက်ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ဂျက်ဒီအုံနောက်ထဲမှာရှိတဲ့ chemical လေးတွေကမောက်ကမှာဖြစ်တာမျိုးတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခုကဂျာတော့ကျမတို့ဒီ circadian rhythm လို့ခေါ်တယ်ပေါ့နော်ကျမတို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ biological clock ဆိုတာရှိတယ်ဒီ8ဆက်တဲ့နာရီလေးကနေမှာကမောက်ကမှာဖြစ်ရနေပြီးတဲ့အခါကျတော့မှလည်းဟိုဒီရဲ့စိတ်ကြွစိတ်ကြယောဂါကိုပြန်ပြီးမှ trigger လုပ်လိုက်တဲ့လိုပုံစံမျိုးနဲ့လည်းဖြစ်တတ်တာမျိုးရှိတယ်ပေါ့ ါကတော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရာပေါ့နော်နောက်တစ်ခုစိတ်ပိုင်းဆိုင်ရာအရာပြန်ပြီးကြည့်မယ်ဆိုစိတ်ပိုင်းဆိုင်ရာအရာကတော့ကျမတို့ပြောနေကြပဲပြောနေကြဆိုပေမဲ့လည်းဒါအရေးကြီးတယ်ဘာလဲဆိုတဲ့အခါကျတော့ကျမတို့ငယ်ဘဝကနေပြီးတဲ့အခါကျမှကြီးပြင်းလာတဲ့တောက်လျှောက်မှာစိတ်ထင်ရတွေရခဲ့ဘူးတာမျိုးပေါ့စိတ်ထင်ရကအမျိုးမျိုးဖြစ်နိုင်တာပေါ့နော်ကျမတို့တွေအဲ့တော့ဒီစိတ်ထင်ရတွေဂျုံတွေ့ခဲ့ရဘူးတာမျိုးတွေဆိုလို့ရှိရင်လေဖြစ်တတ်တယ် ပြီးတော့နောက်ဆုံးတစ်ခုကချက်ဒီ social ဆိုလို့ရှိရင်ကြ social ကျွန်တော်ကြည့်လိုက်မယ်ဆိုရင် social ဆိုတဲ့အတိုင်းပဲလူတဦးတယောက်ထင်နေတော့ကျွန်တော် social လို့ပြောလို့မရဘူးလीเนาะအဲလူတဦးတယောက်ထက်ပိုတဲ့ဆက်ဆံရေးတွေပါလာမှာပေါ့အဲတော့မိဘသားသမီးဆက်ဆံရေးတွေလက်ရှိနိုင်နေမောင်နှမချင်းချင်းကြားတဲ့ဆက်ဆံရေးတွေလက်ရှိနိုင်နေကိုယ့်ရဲ့လူအဖွဲ့အစည်းတွေပေါ့တစ်ခုနဲ့တစ်ခုပေါ့ဥပမာကိုယ်လုံးလုံးရင်းနဲ့အလုပ်လုပ်တဲ့အဖွဲ့အစည်းတစ်ခုရှိမယ်ကိုယ့်တငယ်ချင်းတင်တဲ့အဖွဲ့အစည်းတစ်ခုရှိမယ်အဲတော့ဒီကြားတဲ့ဆက်ဆံရေးတွေကနေပြီးတော့ခါကျွန်တော်ဖြစ်လာတဲ့စိတ်ဖိစီးမှု stress ဒါလည်းအရင်အရေးကြီးတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီ stress စိတ်ပြည့်စည်မှုဆိုတဲ့စကားလုံးတွေကိုကျမတို့လွယ်လွယ်နဲ့ပြောကြရတယ်ပေါ့နော်လွယ်လွယ်နဲ့ပြောမှာပေါ့ဗျာဆိုတော့ကျမတို့တွေကအမြဲတမ်းလဲဒီစိတ်ပြည့်စည်မှုဆိုတဲ့အရာကိုကြုံနေရတာပဲ။ဒါပေမဲ့ဒီစိတ်ဖိစီးမှုအရာကိုကျွန်တော်တိတ်ချမကင်တွင်ရင်ကျွန်မအရှိမလည်းပြောခဲ့တယ် depression စိတ်တကြရတယ်စိတ်တကြရတယ်ဖြစ်စီရတဲ့အကြောင်းအရာတွေမှာစိတ်ဖိစီးမှုပါတယ်နောက်တစ်ခု schizophrenia စိတ်ကစင့်ကြရယောဂဖြစ်စီရတဲ့အကြောင်းရင်းတွေမှာစိတ်ဖိစီးမှုပါတယ် ခု bipolar မှာလေတဖန်ဒီစိတ်ပြည်စီမှုကအရင်အရေးကြီးတယ်ပေါ့နော် bipolar ဖြစ်စေရတဲ့အကြောင်းရင်းရယ် bipolar ယောဂါကိုထိန်းကြီးရတာခက်တဲ့အကြောင်းရင်းရယ်ကဒီစိတ်ပြည်စီမှုပေါ်မှာအများကြီးမူတည်တယ်ဆိုတော့ဒါတွေကတော့ bipolar ဖြစ်စေရတဲ့အကြောင်းရင်းတွေပေါ့အဲ့တော့ bipolar မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုလူမျိုးတွေမှာပုံပြမှာဖြစ်များလဲဆိုတော့ကျွန်တော်တို့အားဒီအတက်ဟုတ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ20ဝန်းကျင်လောက်ကနေစပြီးတဲ့အခါကျမှဒီ bipolar ယောဂါကဖြစ်တတ်တယ်ပေါ့ ဲ့တော့ပြန်ပြီးကြားမပြန်ပြီးကြည့်ကြည့်မယ်ပေါ့နော်ယောက်ျားလေးနဲ့မိန်းကလေးဘယ်သူစီမှာပို့ဖြစ်မလဲဆိုရင် depression တော့ဟာဆိုလို့ရှိရင်ကြားမိန်းကလေးဒီမှာပို့ပြီးတဲ့ခါကျမှဖြစ်တာကိုတွေ့ရတယ်။ဒါပေမဲ့ဒီ bipolar 1 disorder ပေါ့နော် bipolar disorder မှာဆိုလို့ရှိရင်တော့ယောက်ျားလေးနဲ့မိန်းကလေးက equal ပဲတန်းတူညီမျှပဲဘယ်သူစီမှာပို့ဖြစ်တယ်ဆိုတာမျိုးတော့မရှိဘူးပေါ့နော်အဲ့တော့ဒါတွေကကျမတို့ဘိုက်ပိုလာဘာကြောင့်ဖြစ်တယ်ဘယ်လိုလူတွေမှာပို့ပြီးတော့မှဖြစ်တတ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျမတို့ပြောပြသွားတာဖြစ်တယ်ပေါ့ ကျမအခု bipolar အကြောင်းကြီးပြောနေရဆိုတော့ bipolar ဘယ်လိုလက္ခဏာတွေရှိတဲ့လဲပေါ့နော်။နည်းနည်းလေးတော့ရိပ်မိလောက်မယ်လို့ထင်တယ်။ကျမခုနပြောသွားရတယ်မှာဆိုရင်စိတ်ကြွစိတ်ကြယောဂါဆိုတော့ bipolar မှာကျမတို့စိတ်ကြွတဲ့အပိုင်းတွေလည်းပါတယ်ပေါ့နော်။အဲ့တော့စိတ်ကြယောဂါမှာဖြစ်တတ်တဲ့အပိုင်းတွေကိုတော့ကျမတိတ်ချာလေး depression မှာရှင်းပြထားတယ်ဆိုတော့အဲဒီစိတ်ကြွတဲ့အပိုင်းတွေကိုတော့ကျမဒီရဲ့ဗီဒီယိုလေးမှာတိတ်ချာလေးရှင်းပြပေးသွားပါမယ်။ဒီတော့ကျမတို့ဘယ်ချိန်မှာဒီရဲ့လူကို bipolar ယောဂါရှိတဲ့လူလို့သတ်မှတ်ကြမလဲပေါ့။ ဒီလိုစိတ်ကြွတဲ့လက္ခဏာတွေအ ਨੇ ဆုံးတစ်ပတ်တော့ရှိနေပြီပေါ့နော်အဲ့တော့ဘယ်လိုလက္ခဏာတွေလဲဆိုတော့လူကအယမ်းကိုတက်ကြွနေတာ လုံးရှင်စိတ်ကညစိတ်ကြီးလည်းအရန်များတယ်ပြီးလို့ရှိရင်သူ့မှာအာရင်ကြီးမကုန်နိုင်ဘူးပေါ့နော်အာရင်ပြေဝနေခံစားချက်ကြီးအများတန်းရှိနေတာပေါ့အဲ့တော့ညဘက်တည်းလည်းသူမအိတ်တော့ဘူးညဘက်ဆိုလည်းအနည်းဆုံးအိတ်အိတ်လာနိုင်ရောတနာရီပေါ့ဒါပေမဲ့လည်းဒီလောက်လေးအိတ်ပေမဲ့လည်းပုံမှန်လို့ဆိုလို့ရှိရင်နောက်နေ့မနက်ဆိုရင်လုံးဝဟို drain ဖြစ်နေပြီလीနော်အာရင်မရှိဘူးဖြစ်နေပြီဒါပေမဲ့မဟုတ်ဘူးသူကတက်တက်ကြွကြွပဲလုံးနိုင်လုံးနိုင်နေကိုင်းနိုင်နေဒီလိုတွေဖြစ်နေတာမျိုးပေါ့နော်ပြီးရင်ခုနလိုအတွေးတွေအရန်များတယ်စကားတစ်ခုတစ်ခုကျွန်တော်ဆုံးအောင်သူမပြောနိုင်ဘူးဒီတစ်ခုပြောနေတယ်လဲမှာနောက်တစ်ခုခုံ ူးသွားတာမျိုးတွေရှိတယ်ပေါ့စကားပြောနေရင်လည်းသူ့စကားတွေအဟိုရောက်လိုက်ဒီရောက်လိုက်တွေဖြစ်နေတာမျိုးတွေဖြစ်တယ်ပြီးစကားပြောတာတွေလည်းအရင်အောင် pressure တွေပါလာတော့အရင်နေ့မြန်လာတာမျိုးတွေအပြည့်နောက်တစ်ခါကျတော့သူလှုပ်ချင်တာတွေအရင်များတာပေါ့နော်ဒီကိစ္စမှလည်းလှုပ်ချင်တယ်ဟိုကိစ္စလည်းလှုပ်ချင်တယ်အကုန်လုံးစပြီးတော့မှဟိုတေးတေးတေးလေးရစအကုန်လုံးလှုပ်ချင်တာမျိုးတွေရှိနေတာပေါ့ပြီးတော့ နောက်တစ်ခုကပိုပြီးရေးကြည့်တာဗာလဲဆိုတော့ तू က risk များတဲ့အပြုအမူတွေမှာလောက်လာတာမျိုးပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် तू ဥမာအဖြစ်ပတ်စံနေအရန်သုံးတာ तू မှာရှိနေတဲ့လက်လက်ထဲမှာရှိနေတဲ့ငွေကြေးထဲပိုသုံးပြီးတဲ့ခါကျမှအချွေးတွေပက်ပက်လဲယူပြီးတဲ့ခါကျမှသုံးပလိုက်တာမျိုးတို့ဒီလိုမျိုးပေါ့မချိန်စားတော့ဘယ်နဲ့လောက်ချင်တာလောက်ပလိုက်တာပေါ့နော်စိတ်ကို လွတ်ပေးလိုက်တဲ့ပုံစံမျိုးပေါ့ပြီးတော့နောက်တစ်ခုကချက်ပါလဲဆိုလို့ရှိရင် opposite sex ပေါ့နော်သူရဲ့ဟိုစန့်ကျင်ဘက်လိင်ကိုအရင်နေစိတ်ဝင်စားလာတာမျိုးတွေရှိတယ်ဒီချက်ပို့ပြီးတော့လုံလုံကျွကျွဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့ကဟိုလိင်ပိုင်းဆိုင်ရာရမှာဆိုလို့ရှိရင်ကျတော့ unprotected sex လို့ခေါ်တာပေါ့နော်လူကွန်ထုံးနေပါရင်မတုံးတော့ဘဲနဲ့ကိုလိင်ဆက်ဆံတာမျိုးတွေရှိရဲဆိုတော့ဒီကနေတစင်းရဲ့ယောဂါတွေကူတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုတိတတာဖြစ်တာပါလဲဆိုတော့သူစကားပြောလိုက်တဲ့လေသံနေနဲ့သူစကားပြောလိုက်တဲ့အကြောင်းအရာတွေပေါ့အဲ့ဒီအကြောင်းအရာတွေကဘာတွေလဲဆိုလို့ရှိရင် expensive thought လို့လည်းခေါ်တယ် grandiose study လို့လည်းခေါ်တယ်ကျမတို့တွေက ဟိုရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်အရန်ကြီးကျယ်တဲ့စကားတွေပြောတာပေါ့နော်လေကြီးလေကျယ်တွေပြောတာမျိုးကျမတို့မျိုးလွယ်လွယ်နဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်တပ်ပါလဲဆိုတဲ့အခါကျသူ့ကိုယ်သူအရန်ကိုမြင့်မြတ်တဲ့လူတယောက်အာကဘာပေါ်မှာသူတယောက်ကသာအကောင်းဆုံးလို့ပုံစံမျိုးပေါ့နော်ဘယ်သူမှသူနဲ့မတန်ဘူးလို့ဒီလိုပုံစံမျိုးတွေပေါ့ကဘာပေါ်မှာအချမ်းသာဆုံးတော့အချောဆုံးအလားဆုံးပေါ့နော်ဒီလိုမျိုးအတွေးမျိုးတွေသူတို့စီမှာရှိလာတတ်တယ်အဲ့လိုမျိုးချင်းဆိုလို့ရှိရင်ကြတော့အဲ့တော့အဓိကအဖြစ်တော့ဘာဖြစ်လဲဆိုတော့ဒီလိုအဖြစ်မူတွေအတွေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ဘာလဲဆိုရင်သူတို့ရဲ့ social ပတ်ဝန်းကျင်ဆက်ဆံမှု တွေကလည်းဟိုအဆင်မပြေတော့တာမျိုးတွေရှိတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စတွေမှာလည်းအဆင်မပြေတော့တာမျိုးတွေရှိတယ်ဒီလိုမျိုးလက္ခဏာတွေရှိရဆိုလို့ရှိရင်တော့ဒါအရေးကြီးတယ်ကျမတို့တွေလိုအပ်တယ်ဆိုလို့ရှိရင်စေးပေးကူးတာအပြင်ကိုမှမဆင်းုံတက်ဖို့တွေလည်းလိုအပ်တယ်ပေါ့နော် အဲ့တော့ bipolar ဆိုတာစိတ်ကြွစိတ်ကြယောဂါဆိုတဲ့အတိုင်းပဲခုနကပြောသွားတာတော့ကျွန်တော်တို့စိတ်ကြွလို့ရှိရင်ဖြစ်တဲ့တဲ့လက္ခဏာတွေကိုကျွန်တော်ပြောပြသွားတာပေါ့နော်အဲ့တော့စိတ်ကြလို့ရှိရင်ဖြစ်တဲ့လက္ခဏာကကျတော့ရှိရ depression မှာပြောသလိုပဲလက္ခဏာအကုန်ရှိတယ်တခါတည်းကြလို့ရှိရင်ကျတော့စိတ်ကြွတဲ့အပိုင်းလာတယ်ပြီးတဲ့ခါကျမှစိတ်ကြတဲ့အပိုင်းလေးလာတတ်တယ်ပေါ့ဒါကတော့အမျိုးမျိုးပေါ့နော်ဟိုစိတ်ကြတဲ့အပိုင်းအင်းဆုံးလာပြီးတော့မှလည်းစိတ်ကြွတဲ့အပိုင်းလာတာမျိုးလည်းရှိတတ်တယ်အဲ့တော့အရေးကြီးတာဘာလဲဆိုတော့ကျွန်တော်တို့စိတ်ကြတဲ့အပိုင်းနဲ့ဆက်လာလို့ရှိရင်နည်းနည်းလေးသတိထားရတယ်ဘာလို့ဆိုတော့လူနာတခါမှကိုကျွန်တော်တို့စိတ်ကြွတဲ့ ဆိုတာမျိုးမဖြစ်ဘူးပေါ့နော်စိတ်ကြရတာနေပဲလာတတ်တဲ့ခါကျတော့တခါတလေကြောက်လို့ရှိရင်ကျမတို့တွေကအာဒီလူနာကိုအော်စိတ်ကြရတာပဲထင်ပြီးတော့မှစိတ်ကြယောဂါစီပေးလိုက်တဲ့ခါကျလို့ရှိရင်လူနာကအဲ့ချိန်ကျလို့ရှိရင်စိတ်တောက်ပြီးတော့မှစိတ် တက်တာမျိုးပေါ့နော်စိတ်ကြွားသွားတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးချိန်ကြရင်တော့ကျမတို့ဆေးပေးတာဆေးပေးကူးတာရဲဆိုလို့ရှိရင်တော့စိတ်ချက်ချင်းရလိုက်ဖို့လိုရတယ်ပေါ့နော်အဲ့တို့ကြောင့်မို့လို့ကျမတို့အနည်းဆုံးတော့ depression ပဲဖြစ်ဖြစ် bipolar ဖြစ်ဖြစ်ပေါ့နော်ဒီစိတ်ကြမ်းမာရည်နဲ့ပတ်သက်လို့ရှိရင်တော့ရက်ချင်းတွေကိုတိတ်ချာလေးပြဖို့လိုရတယ်ပေါ့နော်ဆရာဝန်အနေနဲ့ရက်ချင်းကိုတိတ်ချာလေးပြဖို့လိုရတယ်ကိုယ်အဆင်ပြေနေပြီပဲဆိုပြီးတဲ့အခါကျမဆေးတွေကိုကိုယ်သဘောနဲ့ကိုဟိုဆက်တောက်ဖို့မသင့်တော်ဘူးပေါ့နော်ဆရာဝန်အနေနဲ့တိတ်ချာပြဖို့တိုက်တွန်းပါတယ်အဲ့တော့ bipolar ကိုဘယ်လိုစိတ်ရောဂါတွေနဲ့ မာတက်တီလဲဆိုတဲ့အခါကျတော့ကျမတို့ borderline personality disorder လို့ခေါ်တယ်ကိုယ်သွေးယောဂတခုပေါ့နော်ဆိုတော့ဒီလိုမျိုးယောဂတွေနဲ့လဲမာတက်တယ်ပြီးတော့မှကျမတက်တက် video လေးတခုထပ်လုပ်ပေးမယ်ပေါ့ဒီ borderline personality နဲ့ပတ်သက်ပြီးတော့မှလဲ ပြီးတော့နောက်တစ်ခုကကျတော့ကျမတို့ ADHD လို့ခေါ်တဲ့ attention deficit hyperactive disorder ဆိုတာမျိုးပေါ့တော့ဗာလဲဆိုတော့အခါကျအယုံစူးစိုက်ရခတ်တာနဲ့အရန်ကိုလှုပ်ရှားလွယ်နေတာပေါ့အလှုပ်ရှားမှုအရန်များနေတာလွန်နေတဲ့ယောဂလို့လည်းခေါ်တယ်ပေါ့နော် ADHD ဆိုတာဒါကလည်းခုရေပန်းစားနေတယ်ဟိုလူငယ်တော်တော်များများလည်းကိုယ့်အကူ online မှာရှိနေတဲ့ ADHD criteria တွေကိုကြည့်ပြီးတော့ self diagnosis တွေပေါ့နော်ကိုယ့်အကူယောဂနာမည်တက်တက်ပြီးတဲ့အခါကျတော့မှဟိုလာလာပြီးတော့မှပြတ်တက်တဲ့ ယောဂတစ်ခုပေါ့နော်သူတို့ယောဂနဲ့လည်းမားတက်တယ်ပြီးတော့နောက်ထပ်တစ်ခုဘာနဲ့မားတက်တယ်လဲဆိုတဲ့အခါကျတော့ကျမတို့ substance ဆိုတော့မွေးစေးတွေတုံးထားလို့ရှိရင်လေကျမတို့တွေကခုနလိုလူကစိတ်ကြွနေတဲ့အခြေအနေမျိုးတွေရှိတတ်လေနော်အဲ့တော့ဒီလိုမွေးစေးတုံးတဲ့အခြေအနေမျိုးတွေနေလဲကျမတို့မားတက်တယ်ပေါ့နော်အခုဆိုရင်တော့ကျမတို့ bipolar 1 disorder ကဘာကြောင့်ဖြစ်ရလဲဘယ်လိုလူမျိုးတွေမှာဖြစ်တတ်လဲပြီးတော့ဘယ်လိုလက္ခဏာတွေရှိလဲဒါလေးတွေကျမတို့ပြောပြပြီးသွားပြီဖြစ်တယ်ဆိုတော့ ဘလို့ကုသကြတော့မလဲပေါ့နော်ဒီဘိုင်းကိုကျမတို့ဆက်သွားကြမယ်ဒီရဲ့ bipolar disorder မှာဆိုလို့ရှိရင်ကျတော့ကျမတို့ကစိတ်ကြယောဂ depression နဲ့မတူတာကစိတ်ကြယောဂမှာဆိုလို့ရှိရင်ကျမတို့ severity လို့ခေါ်တယ်ပြင်းထန်မှုလုံးနေရှိရလीနော်အဲ့တော့ဒီညမှာဆိုလို့ရှိရင်သူကလူနာကအရင်ကြီးကိုစိတ်ကြယောဂကမပြင်းထန်နေရဲ့အဆင် mild ပေါ့နော်ဒီ mild အဆင်မှာဆိုလို့ရှိရင်ကျမတို့တွေကတကယ်လို့လူက လူနာက ဆေးမတောက်ချင်ဘူးဆိုလို့ရှိရင်ကျမတို့တွေဆေးပိကုသတာကိုမလုပ်ဘဲနဲ့ကုထုံနဲ့သွားလို့ရတယ်။ဒီဘိုက်ပိုလာမှာကျတော့မဟုတ်ဘူးအရေးကြီးတယ်။နံပါတ်၁ကဘာလဲဆိုလို့ရှိရင်ဆေးပိကုသခြင်းဒီဘိုက်ပိုလာယောဂါတွေမှာကျတော့အဲ့တော့ဆေးပိကုသခြင်းမှာမှဒီဘိုက်ပိုလာယောဂါတွေမှာအကောင်းဆုံးဆေးရဘာလဲဆိုလို့ရှိရင်ကျမတို့လီသီယမ်ဆိုတဲ့ဆေးပေါ့နော်။ဒါပေမဲ့ဝမ်းနဲ့ဆရာကောင်းတာဘာလဲဆိုတော့မြန်မာနိုင်ငံမှာကလီသီယမ်ဆိုတဲ့ဆေးကိုကျမတို့ဖော်ဖော်တည်တည်မရဘူး။ဒီတချို့တော့ဆေးကန် ဒီမှာပဲရတတ်တယ်ဗောနော်ဒါပေမဲ့ဒါတော့မှရန်ခတ်တယ်လေးတည်ရမူနိုင်ငံခြားကနေကျွန်တော်တို့မာပြီးတော့မှတောက်ရတာဗောနော်အခုချိန်ဆိုပို့ပြီးတော့မှစိုးမယ်နေတူတယ်ဆေးရီပါရီမာတာပြီးတော့ဒီရဲ့လေးတည်ရမကနဲရိုသီရပျူတစ်အင်ဒက်ခ်လို့ခေါ်တယ်ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့သူ့ရဲ့ပမာဏကိုကျွန်တော်တို့ကတိချာလေးချိန်ညှိပြီးတော့မှပေးရတဲ့ဆေးဖြစ်တယ်အဲ့ထွက်ချက်မို့လို့ဘာလဲဆိုတော့ကျွန်တော်တို့ ဟိုအရေးကြီးတယ်ပေါ့နော်ဒီ lithium ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးထဲမှာရှိတဲ့ lithium level ကိုအမြဲတမ်းသွေးဖောက်ပြီးတော့မှစစ်နေဖို့လိုအပ်တယ်။ဒါပေမဲ့လည်းခုနကပြောသလိုပဲဒီ lithium level ကိုသွေးဖောက်စစ်ဖို့အတွက်ကလည်းမြန်မာနိုင်ငံမှာစစ်လို့မရဘူး။အဲ့တော့ဘာဖြစ်လဲဆိုတော့ နိုင်ငံခြားအနည်းဆုံးအနည်းဆက်ဆုံးဆိုလို့ရှိရင်ထိုင်းပေါ့နော်ဒီထိုင်းနိုင်ငံကိုကျွန်တော်တို့သွေးဖောက်ပြီးတော့မှသွေးလမ်းပို့ပြီးတော့မှဆက်ရတာပေါ့နော်ဒါကတော့နည်းနည်းလေးအခက်အခဲရှိတာပေါ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတစ်ခုပေါ့ဆိုတော့ဒါမဲ့ဒီဆေးတစ်ခုပဲလားဆိုတော့မဟုတ်ဘူးတခြားဆေးတွေတော့ရှိတယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ knowledge အနေနဲ့ကျွန်မပြောပြတာဖြစ်တယ်အဲ့တော့ကျွန်မဒီညမှာဆိုလို့ရှိရင်ကျွန်မဟိုဆေးတွေနဲ့ပတ်သက်ရင်အသေးစိတ်မပြောတဲ့ အရာလေးတွေကိုတော့တတိထားမိမယ်လို့ထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီစိတ်ကျမ်းမာရေးဆေးတွေကခုသဘောနဲ့ကိုလုံးဝတောက်လို့ရတဲ့ဆေးတွေမှမပါဘူး။တကယ်တမ်းပြောရရင်စိတ်ကျမ်းမာရေးဆေးတော့မဟုတ်ပေါ့နော်။ဘယ်ဆေးမှဆိုလို့ရှိရင်တော့တကယ်တော့ခုသဘောနဲ့ကိုမတောက်တာအကောင်းဆုံးပဲကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ဖို့လိုရတာပေါ့နော်။အဲ့တော့ဟိုဘိုင်ဘူလာမှာဆိုလို့ရှိရင်ပြန်ပြီးတော့မှပြောရမယ်ဆိုရင်နံပါတ်၁ကုသဖို့အတွက်လိုအပ်တဲ့ဟာကဆေးပိကုသခြင်းကအရေးကြီးပါတယ်။အဲ့တော့လေတီယံမရပါပဲလေကျမတို့တခြားသောဆေးတွေနဲ့ကျမတို့ကုသလို့ရတာလေးတွေရှိသေးတယ်ဆိုတော့ ဒီ area ကကျတော့ကျမအသေးစိတ်တော့မသွားတော့ဘူးပေါ့နော်အဲ့တော့နံပါတ်2ကကျတော့ကျမတို့အမြဲတမ်းပြောနေကြဗာလဲဆိုလို့ရှိရင် psychotherapy psychoeducation အဲ့တော့စိတ်ကူထုံနေနဲ့ပြီးလို့ရှိရင်စိတ်ပိုင်းဆိုင်ရာပြန်ပြီးတော့မှပညာပေးတာမျိုးတွေလုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ bipolar မှာဆိုလို့ရှိရင်ကျစိတ်ကူထုံနေဘာတွေရှိမှာလဲပေါ့ bipolar မှာကျမတို့သုံးလို့ရတဲ့စိတ်ကူထုံနေရကြတော့ဟိုကျမတို့ depression မှာသုံးတဲ့ CBD ကိုပဲကျမတို့ပြန်သုံးလို့ရတယ် အသွေးတွေခံစားချက်တွေအပြုမူတွေဒါတွေအကုန်လုံးကျမတို့ဘယ်လိုကင်တွယ်ကြမလဲဆိုတာမျိုးတွေပေါ့နော်နောက်တစ်ခုကကျတော့ interpersonal and social rhythm therapy လို့လည်းခေါ်တယ် IPSRT လို့လည်းခေါ်တယ်ပေါ့ဒါကြပါလဲဆိုတဲ့အခါကျကျမအရှိမပြောခဲ့တာမမှီမဲ့လို့ထင်တယ် bipolar မှာအဓိကအားဖြင့်သူ့ကို trigger ဖြစ်စေနိုင်တဲ့အရာပေါ့ကျမတို့ဆေးတွေတိတ်ချတောက်တယ်လူနာ okay အကုန်လုံးကောင်းနေပြီဒါပေမဲ့နောက်တစ်ခေါက်ပြန်ဖြစ်တယ်ဘာကြောင့်ပြန်ဖြစ်ရလဲဆိုတဲ့အခါကျတော့ကျမတို့ဒီရဲ့ interpersonal ဆိုလူလူချင်းကြားထဲမှာရှိနေဒီဆက်ဆံရေးတွေရဲ့တင်းမာမှုတွေဒီဆက်ဆံရေးတွေကနေပဲဖြစ်လာတဲ့စိတ်ဖိစီးမှုဒီ stress တွေကြောင့်မို့လို့ねနောက်တစ်ခါကျ bipolar မှာအရင်ရေးကြည့်တာဗာလဲဆိုတဲ့အခါကျတော့ဒီအိတ်တာတွေစားတာတွေငကိုလက်လှုပ်ရှားမှုတွေကလည်းအရင်ရေးကြည့်တယ်ဒါတွေကျမတို့ကမောက်ကမဖြစ်သွားပြီဆိုလို့ရှိရင် तू ကဘာဖြစ်လဲဆိုတော့ psychological stress ပေါ့နော်စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေဖြစ်နိုင်တယ်ဒီ physiological ပေါ့နော်ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာဒီဖိစီးမှုတွေဖြစ်လာတယ်ဆိုလို့ရှိရင် bipolar ကိုပြန်ပြီးတဲ့အခါကျမှ triggering ဖြစ်စေတယ် ဖြစ်ဖို့အတွက်ပြန်လွဲကူစေတယ်ပေါ့နော်ကျမတို့အဲ့ဒါကြောင့်မို့လို့ပါလဲဆိုတော့ဒီရဲ့ therapy ကလည်းအရင်ကောင်းနေပေါ့နော်ဟိုကျမခုနပြောနေ interpersonal and social rhythm therapy ဆိုတာအဓိကအဖြစ်တော့ဒီ therapy ကဘာလို့အဓိကဦးစားပေးလဲဆိုလို့ရှိရင်ဒီလူလူကြားထဲမှာဖြစ်နေတဲ့ communication ပြဿနာတွေကိုကျမတို့ဘယ်လိုခိုင်တွဲချမှာလဲ ဒီ communication skills တွေဘလို့လောက်ကြမှာလဲဆိုတာမျိုးတွေကိုကျမတို့ role play တွေနဲ့လည်းကျမတို့လေ့ကျင့်တာမျိုးတွေရှိကောင်းချိနိုင်တယ်နောက်တစ်ခုကကြာခုနလို့အချိန်စားချိန်ဒီ routine တွေကိုကျမတို့ဘလို့သတ်မှတ်ကြမှာလဲဆိုတာမျိုးလေးတွေဒါလေးတွေကိုကျမတို့ဟိုကင်တွေတဲ့ပုံစံပေါ့နော်ဒီလိုနည်းတဲ့နဲ့ကျမတို့ fibula နောက်တစ်ခေါက်ပြန်မဖြစ်ဖို့အတွက်ကိုကာခွေပေးတယ်ပေါ့အဲနောက်တစ်ခုကျမတို့ထပ်လုပ်လို့ရတာတွေကကြတော့ဒီ family focus therapy ပေါ့ဖြစ်လို့လဲဆိုတဲ့အခါကျဒီ bipolar ယောဂရှိတဲ့လူတွေကကြတော့ သူတို့ရဲ့အစတွေဝါစာသူတို့စကားပြောပုံစုံနေသူတို့ပြုမှုပုံတွေကလူတွေနဲ့ဆက်ဆံတဲ့နေရာမှာကမောက်ကမအရန်ဖြစ်စေတယ်အဓိကအဖြစ်တော့အနီးကပ်နေတဲ့မိသားစုတွေမှာဟိုနားလည်မှုလွဲတာမျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကြောင့်မို့ကျွန်တော်တို့က family focus therapy နဲ့လည်းသွားတာမျိုးလေးတွေရှိတယ် အဲ့တော့ဒီကအဖြစ်ဖိုက်ပို့လာမှာဆိုလို့ရှိရင်ကျမတို့တွေကဒီ psychology education ဘာကြောင့်ယောဂဖြစ်တယ်ဘလို့ခြေနေမျိုးတွေဆိုလို့ရှိရင်ယောဂပို့ဆိုးလာတတ်တယ်ဒါတွေကိုသတိထားဖို့လိုအပ်တယ်ပေါ့ဒါတွေကိုလုံးကျမတို့တွေကလူနာကိုသင်ပေးတယ်ပြီးရခါကျလို့ရှိရင်ခုနအမျိုးမျိုးသော therapy တွေနဲ့ကျမတို့တွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နံပါတ်1ကတော့ဆေးဖိကုသမယ်နံပါတ်2ကတော့ psycho education နံပါတ်3ကကျတော့ကျမတို့ဆေးဖိကုသတာနဲ့တွဲပြီးတဲ့ခါကျတော့မှစိတ်ကူထုံနေနဲ့ကျမတို့တွားကြည့်လို့ရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ကျမတို့ဖိုက်ပို့လို့ယောဂကဘာကြောင့်ဖြစ်တယ်လဲဘလို့လူမျိုးတွေမှာပို့ဖြစ် ြစ်လဲဘယ်လိုလက္ခဏာတွေရှိတတ်လဲဘယ်လိုကုသလို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီညမှာကျွန်မပြောချင်တာကကျွန်တော်တို့ဆေးပိကုသတဲ့နေရာမှာဆိုလို့ရှိရင်ဒီစိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့ဆေးတွေတောက်နေရတဲ့လူတွေကို highlight လေးလုပ်ချင်တာကကုသဘောနဲ့ကိုဆေးရက်တာမျိုးတွေကုသဘောနဲ့ကိုဆေးတောက်တာမျိုးတွေကိုမလုပ်သင့်ဘူးပေါ့နော်ဆရာဝန်တွေနဲ့တိတ်ချတိုင်းမပြီးတဲ့အခါကျတော့မှကျွန်တော်တို့ ကုသမှုကိုခိုင်းယူတင်ပါတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆေးကျန်းမာရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မသိချင်တဲ့အကြောင်းအရာတွေရှိလို့ရှင်လေ comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်